ဝိရိယနဲ့အဋိဒံဆိုတဲ့ဇာကနှလုံးလေးကိုဝေဖန်သုံးသပ်ခြင်းနဲ့ပေါ့အဲအခုဝေဖန်သုံးသပ်မှာလဲကျွန်တော်ရဲ့ထင်မြင်ချက်ပဲဖြစ်တယ်။အဲကျွန်တော်အခုကြုံမှုဖတ်ဖူးတွေ့မှုတဲ့အရာတွေနဲ့ရှင်းနိုင်ပြီးတော့ကျွန်တော်ပြောပြခြင်းတာဝိရိယလို့ပြောလိုက်တာနဲ့လူတွေဘာလို့ပြင်မြင်ကြလဲစူးစမ်းအားထုတ်မှုပြင်မြင်ကြတယ်။စူးစမ်းအားထုတ်တဲ့နေရာမှာဘယ်လောက်ထိစူးစမ်းအားထုတ်တာလဲ။ဒါတွေကိုသတ်မှတ်ကြရပေါ့နော်။ ဲကြိုးစားရတဲ့နေရာမှာငါတော့မအေးမနေကြိုးစားတယ်ဒီအရာတစ်ခုကိုဖြစ်ချင်တဲ့ဇန္နာတစ်ခုနဲ့ဒီနေရာမှာဝရိယအားစိုက်ပြီးကြိုးစားကြတယ်ဝရိယစိုက်ပြီးကြိုးစားရတဲ့နေရာမှာကျွန်တော်တို့ဗုဒ္ဓဘာသာအနေနဲ့ဥပမာတစ်ခုကျွန်တော်တို့ဇတ်တော်ကြီးဆယ်ဘွဲပေါ့ဇတ်တော်ကြီးဆယ်ဘွဲကိုလူတိုင်းလည်းရင်းနှီးမယ်ထင်တယ်ဘာလို့လဲဆိုတော့ဒီဇတ်တော်ကြီးဆယ်ဘွဲဆိုတာဗုဒ္ဓဘာသာဝင်တွေတချို့လည်းသိနေကြတာပေါ့ဇတ်တော်ကြီးဆယ်ဘွဲကထွေထူးထူးတော့ ြောစရာမလိုလိမ့်မယ်လို့လည်းမထင်ဘူးသတ္တဝိစဘကအတူကောက်ကတော့တေဇာသူနေမာဝိဘူဇန္နာဝိဝေဒီဇတ်တော်ကြီးဆယ်ဘွဲကိုလူတိုင်းယဉ်နေကြတယ်အဲ့ထဲမှာတေဇနဲ့ဇာဆိုရဲဇလုံးပါဇာမဟာဇန္နကဇတ်တော်ကြီးပြောတာဒီမဟာဇန္နကဇတ်တော်ကြီးမှာလည်းသူကအဓိကပြကျင်တာဖြစ်ချင်းမဲ့ဖြစ်ချင်းကိုအသာထားဆိုတော့မဟာဇန္နကမင်းသားကဒီပင်လေကြီးကိုသူကိုယ်တိုင်ကူးခတ်မယ်ဆိုတဲ့ဝရိယအားစိုက်ထားတာပေါ့ အဲ့ချိန်မှာတချို့ကျွန်တော်တို့စဉ်းစားစရာတွေတခုပင်လယ်ကြီးကိုဖြတ်ကျော်လို့ကျွန်တော်တို့ရပါမလားဒီပင်လယ်ကြီးကိုဖြတ်ကျော်တဲ့နေရာမှာကျွန်တော်တို့လက်ပစ်ကူးတယ်ပေါ့နော်မဟာစန္ဒကမင်းသားကြီးကဇန်လက်ပစ်ကူးတဲ့နေရာမှာကျွန်တော်တို့ဆိုရင်ရောအဲ့လိုမျိုးပင်လယ်ထဲမှာတင်မောပြက်လို့သူ့လိုမျိုးကြုံခဲ့ရမှာဆိုရင်ကျွန်တော်တို့ဘယ်လောက်ထိလက်ပစ်ကူးမှာလဲသေချာတာတခုကအကုန်လုံးကတော့အကယ်၍ပင်လယ်ထဲရောက်လို့အခုလိုမုန်တဲ့နဲ့ကြုံပစ္စည်းမုန်တဲ့နဲ့ကြုံတင်မောပြက်တဲ့အချိန်မှာ ကြုံခဲ့မယ်ဆိုဘယ်လိုမှဆိုတော့ကိုယ့်အသက်ပဲရလို့အောင်ကြုံခံစ조사ကြမှာပဲဒါလည်းဝိထိယလို့ပြောလို့ရတယ်အဓိကပြောချင်တာကသူရောကျွန်တော်ရောမာဇနကာရောကျွန်တော်ရောအကုန်လုံး조사ခဲ့တဲ့နေရာဝိထိယဆိုတဲ့နေရာမှာဒီနေရာကိုဘာလို့ပြချင်တာလဲကျွန်တော်တို့နည်းနည်းလေးဝန်ဆောင်တတ်ဖို့လေတချို့လူတွေကဟာဒီဇတ်တော်ကြီးကဖျားဟောဇတ်တော်ကြီးပဲ ဒါဖះဟောထားတဲ့တရားတွေပဲငါတို့ဝေဖန်သုံးသက်လို့အဆင်ပြေပါမလားဖះဟောတရားတွေကိုငါတို့ဝေဖန်နေဆိုရင်ငါတို့မှာအပြည့်ဖြစ်မလားဆိုရောနည်းနည်းလေးတော့ကြောက်ကြတယ်ဒါပေမဲ့ကျွန်တော်ရဲ့အတွေ့အကြုံအပြည့်ဖြစ်မှာမဖြစ်ဘူးဆိုတာတဲ့ကျွန်တော်တို့ဒီဝေဖန်သုံးသက်ဖို့လိုတယ်ပေါ့ဖះရှင်ကိုယ်တိုင်ကလည်းကာလမတ်တုံးမှာဘယ်ရာသူဟောခဲ့တဲ့တရားတွေကိုအမြဲတမ်းယုံမှုတွေဖះပြညာမထားခဲ့ဘူးအမြဲအမြဲတမ်းဖះသူဟောတဲ့တရားတွေကိုမှန်ခြင်းမမှန်ခြင်းပြောတယ်ကာလမတ်တုံးလို့ပြောလိုက်တိုင်းလူတိုင်း ါနည်းနည်းရင်းနေရလို့ရှိရင်မင်းနေရလို့ရှိရယ်ဒါပေမဲ့လူတိုင်းရင်းနေရအရာလေးတခုကျွန်တော်ပြောပြမယ်ဖေယားဖေယားဟောထားတယ်ဖေယားရဲ့ဂုဏ်တော်တရားဂုဏ်တော်တန်ခါဂုဏ်တော်အထက်မှာဆိုရင်တရားဂုဏ်များလို့မှာဆိုရင်အဟိပတ္တိကောလာလဲဆုလဲမင်းတို့ငါရဲ့တရားတွေကိုလာကြည့်လိုက်အကြိုက်မှလို့ကြိုက်ကြိုက်မှယူမကြိုက်မယူနဲ့သဘောကြမှာလေခြင်းတော့မကြိုက်ဘူးလေခြင်းဖေရအဲ့လိုမျိုးခေါ်တာအဲ့တော့ကျွန်တော်ဝေဖန်သုံးတက်တဲ့နေရာကိုဒါပြောတာပေါ့နော်အဲ့တော့ကျွန်တော်တို့ဝေဖန်သုံးတက်ဖို့လိုးကိုလိုတဲ့ပေါ့ ဒါကျွန်တော်အခုကျွန်တော်ဖတ်ဖူးမှတ်ဖူးတာလေးလို့ကျွန်တော်ပြောပြတာဒီနေ့မှာဆုံးတော့စကားကိုပြန်ဆက်ရရင်ဝိရိယမာဇနကမင်းရမာဇနကမင်းသားမမန်ဇနကမင်းဖြစ်မဲ့သူပေါ့နော်အမှန်တကယ်ကတော့မာဇနကမင်းသားပြည်နယ်ထဲမှာလက်ပြကူတယ်သူဝိရိယအားဆိုင်ပြကူတယ်ဒါမှကျွန်တော်ဝိရိယအားဆိုင်ကူမယ်ဆိုတော့စဉ်းစားစရာပင်လဲကြီးကိုလက်ပြကူတော့ကျွန်တော်တို့လူမိုက်ကြီးဖြစ်မနေဘူးလားပေါ့ဒါစဉ်းစားစရာကြီးပေါ့ပင်လဲကြီးကတရားတစ်ခုကကျွန်တော်တို့ လက်ပြုတ်ဦးမယ်ဆိုတာဘလုံးမှမဖြစ်နိုင်တဲ့အရာဒါပေမဲ့ကျွန်တော်ဒီနေ့မှာဇနကရဲ့နေရာမှာစိတ်ထားလေးတစ်ခုကျွန်တော်ချွန့်ချက်နေနဲ့ကျွန်တော်ရမြင်တာပေါ့နော်ကျွန်တော်ချွန့်ချက်နေကျွန်တော်ဝေဖန်ကြည့်ရကျွန်တော်သုံးသက်ကြည့်ရတော့အကောင်လုံးသင်မောနေတဲ့အချိန်မှာဘယ်လိုမှဆိုတော့ဒီမှာကြောက်လို့ဒီပင်လေးရောလက်ပြတော့ကူးကြပါသူလည်းသူတို့စွန့်နေတော့တော့ကူးကြပါဝရိယအားစိုက်တဲ့နေရာမှာဒီနေရာမှာကျွန်တော်ဘာပွားသားလဲဆိုတော့တခြားလူတွေလိုသင်မောပြတ်တဲ့အချိန်မှာ ဇနကမင်းသားအမဇနကမင်းသားသူများတွေဒီမျိုးပင်လေတဲ့ကိုခုံစင်တာမျိုးရရရရရတခုကိုကောက်ဆွဲတာမျိုးသူမလုပ်ဘူးသူဘာလုပ်လဲသူ့ရဲ့ခန္ဓာကိုကြီးရေထဲမှာကြာကြာနေနိုင်မှုတဲ့သူကိုယ်တိုင်အားဆိုင်တယ်သူကိုယ်တိုင်ညံထုတ်တယ်သူကိုယ်တိုင်စဉ်းစားတွေးခေါ်ပြီးမှသူဝီရိယသူအားထားတာအဲ့ဆိုတော့ကျွန်တော်တို့ဒီမာဇနကဇတော်ကြီးကိုကောက်ချက်ချရရင်ကျွန်တော်တို့ ဝိရိယအားစိုက်တဲ့နေရာမှာစဉ်းစားဉာဏ်တွေးခေါ်မှုလေးပါလို့ရပေါ့အရာအတိုင်းကိုကျွန်တော်တို့ဝိရိယအားစိုက်နေကြလို့ဝိရိယပဲအားစိုက်ထားလို့မဖြစ်ဘူးဟောဆိုဝိရိယအားစိုက်နေတဲ့မှာကျွန်တော်တို့ကောင်းတဲ့နေရာကိုအားစိုက်တာရှိသလိုဆိုးတဲ့နေရာကိုအားစိုက်တာလေကျွန်တော်တို့ရှင်းနိုင်တာပဲလေဆိုးတဲ့နေရာအားစိုက်တဲ့နေရာမှာလည်းကျွန်တော်တို့သိရတဲ့အချိန်မှာတခါလေအခုကကျွန်တော်တို့ဒါဥမာတစ်ခုပြောရရင်ကျွန်တော်တို့ဒီဖျားဟောတရားရဲ့အညီ တခါတလေကျွန်တော်ဝေဖန်ကြည့်ရပါတော့เนาะဩကျွန်တော်အခုလက်နဲ့ထုတ်တဲ့နေရာမှာနျူကလ িয়ার လက်နဲ့ထုတ်တဲ့နေရာမှာပြီးတော့အခုကျွန်တော်တို့ covid 19ဆိုတာ ဖြစ်ခဲ့တဲ့ဒီ covid ရဲ့ virus ပေါ့ဒီ virus တွေကိုဖြစ်တဲ့နေရာတွေမှာလဲစဉ်းစားကြရဒီ virus ကိုဒီ virus ကရိုးရိုးတရဝါရီစီကနေစင်ကဖြစ်လာတဲ့ virus တစ်မျိုးလားဒါမှမဟုတ်လူတွေဖန်တီးလိုက်တဲ့လူတွေစူးစမ်းအားထုတ်မှုပြီးစူးစမ်းအားထုတ်ပြီးဖန်တီးလိုက်တဲ့ virus တစ်မျိုးလားအကယ်၍အဲ့ဒီ virus ကလား လူတွေစူးစမ်းအားထုတ်ရတဲ့ဘိုက်ရက်တစ်မျိုးဆိုရင် ကျွန်တော်အဲ့ဒီစူးစမ်းအားထုတ်မှာမှန်ကန်တဲ့စူးစမ်းအားထုတ်မှုဖြစ်ပါမလားကျွန်တော်စဉ်းစားဖို့လိုတယ်ပေါ့အဲ့တော့စူးစမ်းအားထုတ်နေမှာမှန်ကန်မှန်ကန်တဲ့စူးစမ်းအားထုတ်မှုရှိသလိုမမှန်ကန်တဲ့စူးစမ်းအားထုတ်မှုလည်းရှိတယ်ဆိုတော့ကျွန်တော်သိစေချင်တာဒါအဝိရိယနဲ့ပတ်သက်ပြီးတော့စူးစမ်းအားထုတ်နေမှာတချို့ကအများကြီးပေါ့နော်ကျောသားထုံးနေမှာပြီးတော့နောက်တစ်ခုကျွန်တော်မြန်မာစကားဝန်တစ်ခုရှိတယ်ပြည့်တဲ့တစ်ခုကိုအရင်ပြု၍ချမ်းသာသွားတဲ့ ပုံမြင်တယ်အများအဲ့လိုမျိုးဒါလူတိုင်းပြောရင်အသိမဲ့ပုံမြင်မျိုးကျွန်တော်ရွေးပြောတာပေါ့နော်အဲ့ဒီပုံမြင်လည်းရှိတယ်ကျွတ်တဲ့သူကအရင်ပြုတ်တယ်ဆိုတာကလက်သမားတယောက်ကကျွတ်တဲ့သူကိုတွေ့ဒါပေမဲ့ तू ကဒီကျွတ်တွေကိုအရင်ပြုတ်ပြီး तू ဘယ်လိုလုပ်ရင်ကောင်းမလဲ तू စီးပွားရေးဘယ်လိုလုပ်မလဲဒီကျွတ်တွေကို तू တို့ဘယ်လိုရောင်းရင်ကောင်းမလဲဒါတေချာသူကဒီကျွတ်တွေကို तू ကရောင်းတယ်ရောင်းလာတော့ तू အသက်အသက်ပြတခုအသက်ပြရတယ်အဲ့အသက်ပြကို तू အရင်ပြုတ်ပြီးတော့ သူတဖြည်းဖြည်းနဲ့စီဝါရေးလုပ်တယ်နောက်ဆုံးသူဘယ်လောက်နေတယ်တထရဲ့တထရဲ့သူ့ရဲ့တွေးခေါ်စဉ်းစားဉာဏ်မှုသူ့ရဲ့အားထုတ်မှုတွေကိုသဘောကျပြီးနောက်ဆုံးသူတထရဲ့သမီးသူ့ရဲ့သမီးနဲ့ပေးစားလိုက်တယ်သူနောက်ဆုံးတထရဲ့တမက်ဖြစ်သွားတာသူတထရဲ့ဖြစ်သွားတာပေါ့ဒါကျွတ်တွေတခုအရင်ပြုတ်ပြီးစူးစမ်းအားထုတ်မှုမူတည်စူးစမ်းရမှာဒါသူ့ရဲ့စဉ်းစားဉာဏ်မှုအားမူတည်တာပေါ့တချို့ကျွန်တော်တို့ငယ်ငယ်ကကျွန်တော်တို့အတန်းကြောင့်မှကျွန်တော်တို့တွေ့ရတယ်တခါတလေမိဘတွေကသားသမီးတွေကို ဖြစ်စေခြင်းနဲ့ဆန္ဒတော်စေခြင်းနဲ့ဆန္ဒနဲ့ကလေးရဲ့အုံနောက်ကအလုံးလို့ရှင်မလို့ရှင်ကိုမစင်စားဘူးကလေးအုံနောက်ပူးနေမလားသူတားပင်မနေမလားမစင်စားဘူးငါသားသမီးတော်စေရမယ်တက်စေရမယ်သူများတဲ့ဘိုးတော်စေရမယ်ဆိုရယ်ဆန္ဒတခုရနေသူသားသမီးတားကြိုးစားခိုင်းတာမအိမ်မနေကိုကြိုးစားခိုင်းတဲ့မိသားရဲ့အများကြီးရှိရပေါ့နော်ဒါခင်ဗျားတို့လည်းကျွန်တော်ကြုံမှုမယ်လို့ကျွန်တော်ကတော့နည်းနည်းယူဆမိတယ်ကျွန်တော်တို့ကိုယ်တိုင်လည်းဒါလေးနည်းနည်းလေးကြုံခဲ့ရတယ်လို့ပြောလို့ရတာပေါ့ အဲ့ဆိုတော့အဲ့ဒီစူးစမ်းအားထုတ်မှုကမှန်ကန်တဲ့စူးစမ်းအားထုတ်မှုဖြစ်ပါမလားမိဘတူသားသမီးတော်ချင်းတော်စေချင်နဲ့တက်စေချင်နဲ့ဆိုတဲ့ဆန္ဒရှိပြီမဲ့ကလေးရဲ့စူးစမ်းအားထုတ်မှုကလုံးဝလုံးဝမထီရောက်နိုင်ဘူးဘာလို့လဲသူ့မှာမှန်ကန်တဲ့ညာပြီးသွားသူ့ရဲ့ brain ရဲ့မှန်ညာဒီညမှာကျွန်တော်တို့15မိနစ်တော့လောက်နိုင်ပဲတော့လောလောလုံးရက်တန်သွားတယ်သူဘယ်လောက်ပဲကြက်ကြက်သူ့ရဲ့အလကားထိုင်းနေ ကျွန်တော်တို့ခါးညောင်းတာပဲအဖတ်တင်တော့မယ်ဒီကလေးကကြိုးစားအထုံးကတိတ်ပြီးတော့မထီရောက်တော့အဲဆိုတော့ဒီနေရာမှာကျွန်တော်တို့ဝိရိယဆိုတဲ့စကားကိုသုံးရမလားကျွန်တော်နောက်တစ်ခုရှိရလဲစကားလေးတစ်ခုကြိုးစားအထုံးကိုဝိရိယသည်အောင်မြင်ခြင်းအဓိကတော့တော့ချက်ဖြစ်သည်ကြိုးစားအထုံးကိုဝိရိယအဓိကအောင်မြင်ခြင်းတော့ချက်ဆိုရင်ဆွမ်းနာကမိဘရဲ့တိုက်တွန်းမှုနဲ့စကြတဲ့ကလေးဒီနေရာမှာကြိုးစားအထုံးကိုဝိရိယအောင်မြင်မှုကိုသူရပါမလားဒါလေးနည်းနည်းကျွန်တော်တို့စဉ်းစားဖို့လိုတယ်ပေါ့ တခါလေဒါဝိရိယနဲ့ပတ်သက်ကျွန်တော်ပြောပြတာနောက်တစ်ခုကကျွန်တော်အဋ္ဌိဌာနပါရမီပြောပြမယ်အဋ္ဌိဌာနပါရမီကဘယ်လိုလဲဆိုတော့ကျွန်တော်ပါရမီ၁၀ပါးထဲမှာဆိုအဋ္ဌိဌာနပါရမီဆိုတာဒါလိုတန်းသိတယ်အခုခေတ်ကျွန်တော်တို့ဘာပဲလုပ်လို့လူတွေအဋ္ဌိဌာန်ကြတယ်အာငါတော့ဥမာတို့ငါတော့ဒီနေ့ဗတိစိတ်မယ်ဘယ်လောက်စိတ်မလဲဒီနေ့ငါ၁၀၀ပဲရအောင်စိတ်မယ်ဆိုတော့သူတရားစိတ်မယ်မပြေမချင်းသူတို့စိတ်တယ်ဒါအဋ္ဌိဌာနပါရမီခေါ်တယ်ဒါကျွန်တော်ကအလွယ်ဆုံးအရာကိုပြောပြတာ ဒါကြောင့်စူးစမ်းအားထုတ်လို့မပြောတော့ဘူး။ဘာလို့စူးစမ်းအားထုတ်လို့မပြောလဲ။သူဒီစူးစမ်းအားထုတ်လို့ပြောတာမဟုတ်ဘူး။သူဒီတရားစင်ကမပြပြအောင်အတိတ်ထံနဲ့လောက်တာ။တရားစင်ကမပြရနဲ့သူချက်သွားမှာ။ဝိရိယချက်အဲ့လိုမဟုတ်ဘူး။သူလုံနေတယ်မှာသူစွမ်းအားစီးနေတာခါလာပါလုံသူလုံနေမှာ။ဒါဝိရိယလို့ကျွန်တော်ကတော့ဝေဖန်မိတယ်တုံးတက်မိတယ်။ကျွန်တော်ကိုယ်တိုင်လည်းအဲ့လိုမျိုးလေးနည်းနည်းလေးခံယူထားမိတယ်ပေါ့။ဒါကျွန်တော်ရဲ့အမြင်ကိုပြောတာပေါ့နော်။အဲ့နောက်ပါရင်များတော့အဲ့လိုမဟုတ်ဘူး။သူရည်ရွယ်ထားတဲ့ အချိန်သူရည်ရထားတဲ့သတ်မှတ်ချက်သူ့ရဲ့ limit ပေါ့ limit ပြည့်တဲ့အချိန်မှာဒါကိုရက်လိုက်မယ်ဒါကိုကျွန်တော်အဋိဌာဏပါရမီလို့ကျွန်တော်ကတော့ဝေဖန်သုံးသပ်မိတယ်အဋိဌာဏပါရမီပြောတဲ့အခါမှာအဲကျွန်တော်တို့မြတ်စွာဘုရားရှင်ကဘလောက်ဒီအဋိဌာဏနေရလဲဆိုရင်ငါနောက်ဆုံးဖျားဖြစ်ခံနေမှာဆိုရင်ငါနောက်ဆုံးတရားထုတ်မရမရှင်ဒီနေရာကမထအောင်ဆိုအဋိဌာဏနေဘုရားတရားအထုတ်ခဲ့တယ်ဒါကိုအဋိဌာဏပါရမီလို့ပြောတာဒါကတော့ဖျားဖြစ်တဲ့ဖျားလက်ရှိ ဘောရမမြတ်စွာဘုရားတတော်ထင်ရှားရှိတဲ့အချိန်မှာသူလက်ရှိပြစ္ဆုတ်ဘက်မှာသူကြုံနေတဲ့အရာပေါ့အဲဘုရားရှင်အဲ့လိုမှောက်ဘူးအတိတ်တည်းဇာကြောင်းနေရှိမှာဆိုရင်ကျွန်တော်တို့အများကြီး950ဇန်နေဘော်ဒီကိုသွားကြည့်မလားဒါတွေအများကြီးအများကြီးရှိတယ်ဒါအတိတ်ဌာနပါရမီနဲ့ပတ်သက်ပြီးဒါဝေဖန်သုံးသက်ချက်ပေါ့ဒါကကျွန်တော်အခုပြောတာအတိတ်ဌာနနဲ့ဝိရိယကိုနည်းနည်းလေးကွဲလဲစေချင်တာကိုပြောပြတာကျွန်တော်ရှိမှာဝိရိယအကြောင်းအများကြီးအများကြီးပြောသွားပြင်မယ်ဒီအတိတ်ဌာနပါရမီကိုတိတ်မပြောဆိုတာကျွန်တော် နောက်ပိုင်းနေလဲအတိတ်ကနာပါရင်ပဲလဲကျွန်တော်အကျယ်လေးရှင်းပြချင်တာလဲပါတယ်ပေါ့ကျွန်တော်အခုပြောပြတာလဲတိလို့တက်လို့မဟုတ်ဘူးအကောင်လုံးကိုနည်းနည်းလေးသိစေချင်တဲ့စန္ဒအကောင်လုံးကိုနည်းနည်းလေးဝေဖန်သုံးသက်လို့သိစေချင်တဲ့စန္ဒပါဘယ်ရမလို့ကျွန်တော်တို့ဝေဖန်သုံးသက်လို့နည်းနည်းလေးလုံးမယ်ထင်တာပဲပေါ့နော်အားလုံးတဲ့ကျွန်တော်ကျေးဇူးတင်တယ်ဒီနေ့